ူကနေ့စဉ်ဈေးရောက်နေရတယ်ဈေးရောက်နေရတာဖြစ်တဲ့အတွက်ကျမတို့ကပစ္စည်းလေးတန်တန်လေးကောင်းကောင်းလေးနော်ဆိုပြီးနေတိုင်းရောင်းရုံနဲ့လူတွေရဲ့စိတ်ဝင်စားမှုမရဘူးအဲ့တော့ခါကြတော့ဟုတ်ပြီဒါဆိုရင်လူတွေရဲ့စိတ်ဝင်စားမှုဘယ်နည်းလမ်းနဲ့ယူမလဲဆိုတော့ကျမတို့အသက်အရွယ်ရဖင်ပြနို့ပြလို့လည်းမရတော့ဘူးเนาะကိုယ့်ရဲ့အဆင့်တန်းရလည်းဖင်လည်းမပြနိုင်ဘူးနို့လည်းမပြနိုင်ဘူးဟုတ်တယ်လားဆိုတော့သူများကိုလည်းအယုဒ္ဓအနတ္တလည်းမဝေဖန်နိုင်ဘူးဘာဖြစ်လို့ကိုယ့်ရဲ့အတိုင်းဝိုင်းရကိုကအဲ့လိုအယုဒ္ဓအနတ္တကြီးသူများကိုလည်းညှိုးထိုးပြီးဝေဖန်ပြီးတော့မှ ခမင်းစားတောက်လောက်ခိုင်စားရမယ်အဆင်တန်းလည်းမဟုတ်ဘူးအောင်မြင်မှုမမောတဲ့သူလည်းမဟုတ်ဘူးကျမတို့ကလည်းအောင်မြင်မှုကိုကြောက်တယ်ဘာဖြစ်လို့ဆိုအေးအေးချမ်းချမ်းပဲနေကြတာအဲ့ဒီအောင်မြင်မှုရဲ့နောက်ကမှကျမတို့ကမလွတ်လပ်မှုတွေကိုခံစားရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကထူးခြားပြီးစိတ်ဝင်စားစရာကောင်းလွန်းလို့ကျွန်တော်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးပဲအတူတူကြည့်လိုက်ကြရအောင်အဲ့တော့လေဒုံးကလေဒုံးရဲ့ရည်တည်ချက်ကရှင်းတယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကြတော့လေကိုကလေကိုတိုင်းပြည်နဲ့လူမျိုး ကောင်းစေခြင်းနဲ့တည်စေခြင်းနဲ့အသိပညာဗဟုသုတတွေကို ပြောင်းခြင်းနဲ့တိလားဆိုတော့လူတိုင်းကလည်းအားလုံးကတပြင်းကြီးတည်နေတာမျိုးမဟုတ်ဘူးเนาะဆိုတော့မတည်တဲ့သူတွေလည်းရှိတယ်အဲ့တော့ကိုပုတ်ဈေးကိုကြည့်ပြီးတော့မှမတည်တဲ့ဟာလေးတည်သွားအောင် motivation လေးတွေရအောင်တစ်ခါတလေကြရင်လည်းเนาะကိုကဈေးရောင်းနေဆိုတာကိုရဲ့ business ကိုရဲ့စီးပွားရေးကိုလောက်တာဈေးရောင်းရင်းနဲ့ကိုကလေကျန်တဲ့အကျိုးရှိတာလေးတွေကိုပြောပြတာ တစ်ဖက်တစ်လမ်းကလည်း marketing strategy ပေါ့နော် marketing strategy ပေါ့ဘာဖြစ်လို့ marketing strategy လို့ခေါ်လဲဆိုရင်ကိုကနှီးစင်ဈေးရောက်နေရတယ်ဈေးရောက်နေရတာဖြစ်တဲ့အတွက်ကျမတို့ကပစ္စည်းလေးတန်တန်လေးကောင်းကောင်းလေးနော်ဆိုပြီးနေတိုင်းရောင်းယုံနေလူတွေရဲ့စိတ်ဝင်စားမှုမရဘူးအဲ့တော့ခါကြတော့ဟုတ်ပြီဒါဆိုရင်လူတွေရဲ့စိတ်ဝင်စားမှုဘယ်နည်းလမ်းနဲ့ယူမလဲဆိုတော့ကျမတို့အသက်အရွယ်ရဖင်ပြနို့ပြလို့လည်းမရတော့ဘူးเนาะကိုယ့်ရဲ့အဆင့်တန်းရလည်းဖင်လည်းမပြနိုင်ဘူးနို့လည်းမပြနိုင်ဘူးဟုတ်တယ်လားဆိုတော့သူများကိုလည်းအယုဒ္ဒအနတ္တလည်းမဝေဖန်နိုင်ဘူးဘာဖြစ်လို့ကိုယ့်ရဲ့ အတိုင်းဝိုင်းရကိုကအဲ့လိုအယုဒ္ဓအနက်တားကြီးသူများကိုလက်ညှိုးထိုးပြီးဝေဖန်ပြီးတော့မှ သမင်းစားတော့လောက်ခိုင်စားရမယ်အဆင်အတန်းလည်းမဟုတ်ဘူးဒါဆိုရင်ငါဘာလုပ်မလဲဒါဆိုရင်ငါတိုင်းကျိုးပြည်ပြည်လေးတွေတစ်ဖက်ကပြောမယ်ကျမတက်နိုင်တဲ့ဘက်ကကျမပရဟိတတွေလုပ်တယ်နော်ကျမပရဟိတလုပ်လို့လဲကျမကိုရီသွေးပြီးတစ်ခါဘူးမှမပြောဘူးနော်ကျမပရဟိတတွေလုပ်တယ်အဲ့တော့ဘာသာသာသနာအတွက်နိုင်ငံအတွက်တိုင်းပြည်အတွက်လူမျိုးအတွက်ကျမရှေ့ကနေပြီးတော့မှပြောစရာရှိရဆိုရင်ချစ်ချင်းမုန်းငင်ကြီးမှဆိုင်ပဲနဲ့ကျမပြောတယ်အဲ့တော့လေကျမပြောခဲ့တဲ့ဗီဒီယိုတွေအများကြီးရှိပါတယ်နော်အဲ့ဗီဒီယိုတွေအကုန်လုံးကိုပြန်ကြည့်လိုက်လို့ရှိလို့ရှိရင်ကျမကိုဂျိုးစီးပွားအတွက်ပြောခဲ့တာတစ်ခုမှမရှိဘူးကျမဒီအောင်မြင်ခြင်းနဲ့တူလည်းမဟုတ်ဘူးနော် ။ဟိုဘယ်လိုခေါ်မလဲ။အောင်မြင်မှုမမောတဲ့သူလည်းမဟုတ်ဘူး။ကျမတို့ကလည်းအောင်မြင်မှုကြောက်တယ်။ဘာဖြစ်လို့ဆိုအီအီချမ်းချမ်းပဲနေကြတာ။အဲ့ဒီအောင်မြင်မှုရဲ့နောက်ကမှာကျမတို့ကမလွတ်လပ်မှုတွေကိုခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလူတွေဆိုပိဋကတ်တွေဆိုမင်းရယ်နော်။ခလီရှိငါလို့အဲသားသမီးမရှိဘူးငါလို့ဘလို့လားလို့ညာလို့လားလို့စသဖြင့်ကျမတို့ရဲ့မိသားစုကိုတိကျနေပေါ့။ကျမတို့အကုန်လုံးဖွက်ထားတယ်။အကုန်လုံးမပြောင်းဘူး။ဘာဖြစ်လို့လဲဆိုတော့ ိတ်နှောက်ယှက်ထိရတဲ့ကိစ္စမျိုးကျွန်မတို့အဖြစ်မခံနိုင်ဘူးเนาะဒါကြောင့်မလို့လေဟိုကျွန်မတိောက်နေနေမယ်လွန်လာပါပြီပေါ့เนาะဆိုတော့ကျွန်မတို့ကျွန်မရဲ့အလုပ်အရာလူမသိကျင်လို့မရဘူးလူသိမခံကျင်လို့မရတာဖြစ်တဲ့တော့ကျွန်မတိောက်နေနေတော်လာပါပြီပေါ့เนาะအဲ့တော့ကျွန်မကိုလည်းဘင်းကနေပြီးတော့မှ live ကာယံပြီးတော့မှ live ပြီးတော့မှအရေးလိုမျိုးဖြစ်တဲ့အတွက်ကျွန်မယောက်ျားကတော့တတွေ့တဲ့ပါတာပေါ့လေเนาะ ော်လောက်ပါပြီလုံလောက်ပါပြီပေါ့ဒီတယ်မဲဆိုပြီးကျွန်တော်တို့မိသားစုဆိုကျွန်တော်တို့မပြအောင်အေးအေးချမ်းချမ်းနေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ပြောခဲ့တဲ့စကားလုံးတွေအကုန်လုံးဟာတိုင်းကျိုးပြည်ပြုနဲ့အများအကျိုးအတွက်ပဲရှေ့ရှုပြီးတော့မှပြောတာကျွန်မခုနပြောတယ်လို့ပေါ့ဝေဖန်နေထောက်ပြတာနဲ့တိုက်ခိုက်တာနဲ့မတူဘူးလို့ပြောတယ်ကျွန်မပြောခဲ့တာဒီဝေဖန်ထောက်ပြခဲ့တာပဲရှိတယ်အဲ့ဒီဝေဖန်ထောက်ပြတယ်ဆိုတဲ့နေရာမှာလင်းကျွန်မတိုင်းကျိုးပြည်ပြုကိစ္စမျိုးပဲဝေဖန်ထောက်ပြတယ် နော်အခုဆိုရင်ကျွန်မတို့တော်တော်များများ comment တွေတွေ့တယ်နော်အဲတော်တော်များများတချို့တွေလာပြီးတော့မှတော့ဟို post တို့ဒီ post တို့တင်တာမိန်းမနှစ်ယောက်ရန်ဖြစ်တဲ့ဟာကိုကျွန်မတို့အမလီမပါဘူးလားတို့မပြောဘူးလားလို့နင်းနဲ့ရင်းနှီးနေတာလေပြောလို့ဆိုတော့ ਨੇ အမလီဘလို့ဖြစ်ပြီလို့ပြောမစောကျွန်မတို့လာလာပြီးတော့မှတိုက်ခိုက်ကြတယ်ကျွန်မပြောပြမယ်ကျွန်မနှစ်ဆိုင်လားလို့ ဟုတ်လားနော်ကျမနဲ့ဆိုင်ကလူတယောက်နဲ့တယောက်နဲ့ယင်းကြီးတိုင်းကအဲ့ဒီလူကိုလိုက်ပြီးတိုက်ခိုက်လို့ဆိုအမျိုးမဆုံးတော့ဘူးအဲ့တော့ကျမတို့ကတယောက်နဲ့တယောက်နဲ့ယင်းကြီးကြတယ်ပြောဆိုကြတယ်ဆိုဆိုရှယ်ပေါ်မှာကျမတို့တယောက်နဲ့တယောက်နဲ့ယင်းကြီးရဲ့ခင်မင်းနဲ့အဲသူက comment လာရင်ကိုက comment လေးကောင်းကောင်းလေးပြန်ပြောတယ်ဒီလောက်အပြင်ကနေမပို့ဘူးအဲ့တော့တယောက်နဲ့တယောက်နဲ့ဒီလိုမျိုးအပြင်အလှ relationship ပါသူရဲ့ဘဝကိုကျမကကိုစားမပြည့်တယ်လို့ကျမရဲ့ဘဝကိုလည်းကိုစားမပြည့်ဘူးသူရဲ့ဆိုခြင်းကောင်းခြင်းဟာကျမနဲ့မသက်ဆိုင်တယ်လို့မျိုးကျမရဲ့ဆိုခြင်းကောင်းခြင်းကလည်းသူတို့နဲ့ဘာမှမသက်ဆိုင်ဘူးဟုတ်တယ်နော်အဲ့တော့က မကပြောဆိုဝေဖန်ရအောင်လင်းမိမနှစ်ယောက်ရံဖြစ်နေတဲ့ဟာကိုကျမကဘယ်သူဘက်ကမှလိုက်ပြီးတော့မှပြောဆိုဝေဖန်စရာအကြောင်းမရှိဘူးဟုတ်တယ်နော် အဲ့တော့လူတွေကဘာဖြစ်လဲဆိုတော့ပြဿနာတွေကိုအတင်းဆွဲဆွဲထဲကြတယ်ကျမတို့နော်ပြဿနာအမလီနီနဲ့ခင်နေတာလေးပြောပါအောင်နီနဲ့ဘလို့ဖြစ်နေတာလေးပြောပါအောင်ဆိုတော့အဲ့တော့အဲ့လိုလူတွေကိုကျမပြောလိုက်မယ်အတိညာအတွေးခေါ်တယ်အလောက်ပဲတီးတိန်လားလားလို့နော်အလောက်ပဲတီးတိန်လားလို့ဆိုတော့ကျမရဲ့ရက်တီမှုကမိန်းမနှစ်ယောက်ရန်ဖြစ်တာကိုထိုင်ပြီးဝေဖန်ရအောင်ကျမရဲ့ရက်တီမှုကအလောက်မပေါ်ဘူး ဟုတ်လားအဲ့တော့မရင်းနှီးဘူးလားဆိုကျမတို့ social ပေါ်မှာလူတိုင်းနဲ့ရင်းနှီးနေတာပဲဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေက social ပေါ်မှာအနေထားတည်ရမှာရှိရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူကပဲကျမတို့ရဲ့ပုံရိပ်ဘသူကပဲကျမတို့ရဲ့နာမည်ကိုမဆိုကျမတို့ဟာအကောင်လုံးလူသိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးနဲ့ဟာလူချင်းမတွေ့ဘူးပဲမြင်ဒီ social ပေါ်မှာတော့အားလုံးကအဆက်ဆက်ရှိနေတာပဲဟုတ်လားဆိုတော့ကျမရဲ့ညက်တီမှုကရှင်းတယ်အဲ့တော့ဘယ်လိုရင်းနှီးသလဲဆိုရင်ကျမကဈေးဝယ်မယ်လို့စဉ်းစားလိုက်တယ်ကျမတွေမှာ online shop ရောင်းနေတဲ့သူတွေအများကြီးရှိရဲဆိုနံပါတ်1ကျမတို့စီကနေအားပေးလိုက်တယ် ကျွန်မပတ်စံ AD branded တွေဝယ်တယ်ဆိုရင်ကျွန်မနိုင်ငံသားသွားနေရင်လည်းကျွန်မဝယ်လို့ရတာပဲဟုတ်လားဒါပေမဲ့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ကျွန်မဒီမှာပြည်တွင်းထဲမှာရောင်းနေတဲ့မဆန္ဒအောင်တို့ဒါ branded တွေရောင်းတာနော်ဆိုတော့မှားလိုက်တယ်မဆန္ဒအောင်ကြီးဒါလေးဒါလေးလိုချင်နေရှာပေးဆိုရင်ဘာဖြစ်လဲကျွန်မတို့ရင်းနှီးတဲ့ကို့အချင်းချင်းစီအားပေးလိုက်မယ်လေ ဟုတ်တယ်လားကျမစိတ်ကတော့ဒီလိုပဲရှိတယ်ဥမာနှက်ခမ်းနေလေကျမတို့ကအာအမေရိကန်ပစ္စည်းလေးလိုချင်လဲဆိုအမေရိကန်မှာဘယ်သူရောင်းလဲပစ္စည်းကိုနဲ့ရင်းနေတဲ့တည်းကအော် April တို့ရင်ကျေးတို့နော်ဟိုရန်ကုန် branded က Riot branded ကရင်ကျေးတို့ April တို့ရောင်းနေကိုခိုင်ခိုင်တို့ရောင်းနေနော်ဟိုနောက်တစ်ခါအခုဒီတမိဆိုးတို့ရောင်းနေဆိုကျမတို့စီကနေအားပေးလိုက်တယ်နော်အော်ဒါကိုနဲ့မြန်မှန်တမ်းမိနေရတဲ့သူဒီဇိန်ထက် ကိုကကိုနဲ့အရင်ရင်းနေတဲ့သူစီကကျမအားပေးလိုက်တယ်ဒါကျမရဲ့ရက်တီချက်ရှင်းနေအဲ့တော့ဘာဖြစ်လို့ရန်နေလာတိုက်နေရလဲကျမပြောဆိုအောင်ကျမဆုံးမရအောင်ကျမဝေဖန်အောင်ကျမနဲ့တမီးလည်းမဟုတ်သူတို့မှအမေတွေရှိတာပဲသူတို့အမေတွေကိုတိုင်မိဘတွေကိုတိုင်နောင်မှပဲဒါသူတို့သားသမီးတွေသူတို့ကိုဆုံးမမယ်သူတို့ရဲ့အမေတွေတက်ရှိရှင်ထင်ရှားရှိနေသေးတာကျမသူတို့အမေလည်းမဟုတ်သူတို့အမလည်းမဟုတ်ကျမဘာကိစ္စနဲ့ဆုံးမရမှာလဲကျမဘာကိစ္စနဲ့ပါရမှာလဲဟုတ်လားမပါတော့ကျမကိုကြောက်သလားတဲ့ အခုဟိုမှာကိုရီးယားကအမကြီးကပါပြီးတော့မှပြောတော့လေနေရတကပါတယ်တဲ့အဲ့တော့ပိဋိတ်တကြီးခုနှစ်ရသားသမီးပိဋိတ်တကြီးကဘာဖြစ်ချင်နေတာလဲအဲ့တော့ရှူတိုက်တိုင်းကြိုက်တက်တဲ့အထဲမှာအယ်မွန်သင်းမပါဘူးရှင်တို့ကဂျန်ပွဲကြည့်တယ်လို့လက်ခုပ်ပြီးပြီးတော့မှရှူတိုက်နေတာ ဟုတ်လားကျမကိုအဲ့လိုလာပြီးရှူးမတိုက်နဲ့ကျမကရှူးတိုက်တိုင်းကြိုက်တတ်တဲ့ထဲမှာကျမမပါဘူးကျမကလက်ခုတ်တန်လေးကိုตาရတတ်တဲ့သူလည်းမဟုတ်ဘူးကျမအလို့ကိုကျမအကောင်းဆုံးလုပ်တယ်ကျမရက်တီမှုကရိုးရှင်းတယ်ကျမနိုင်ငံနဲ့လူမျိုးအတွက်ပဲကျမကနိုင်ငံကိုချစ်တဲ့သူကျမတိုင်းပြည်ကိုချစ်တဲ့သူကျမတိုင်းပြည်နဲ့လူမျိုးအတွက်ဘာသာသာသနာအတွက်ဆိုရင်ကျမရှေ့တန်းကနေထွက်ပြီးတော့မှကျမရက်ပြီးပြောမယ်ကျမကိုချစ်ချစ်မုံမုံဒါပေမဲ့မိန်းမနှစ်ယောက်ရန်ဖြစ်တဲ့ဈားထဲမှာကျမကိုဘာကိစ္စနဲ့လာဆွဲထည့်နေကြတာလဲကျမနဲ့ဘာဆိုင်လဲ နော် page တွေတင်းနေတာကျမကိုဆွဲထည့်ပြီးတော့မှတင်းနေတာကျမနဲ့ဘာဆိုင်လဲလို့ကဲဟုတ်လားရင်းနှီးတိုင်းတိတိုင်းကျမတို့ကသူတို့ဘဝကိုကိုစားပြုလားကဲပြောပါအောင်နော်မပါတင်လို့ပါဇက်ပေါက်ပြီးနေတော့ကြောက်လို့တဲ့ကျမကြောက်အောင်ကျမဘာမဟုတ်တာလုပ်ထားတဲ့သူမလို့ကြောက်ရမှာတော့โอเคပြောကြည့်ပါအောင်ကျမကဘာမဟုတ်တာလုပ်ထားတဲ့သူမလို့ကြောက်ရမှာတော့လို့ နော်ကျမနဲ့သူတို့နဲ့လမ်းညောင်းချင်းလည်းမတူဘူးရက်တီချက်ချင်းလည်းမတူဘူးတွားတဲ့ပုံစံချင်းလည်းမတူဘူးကျမ personal ယံဖြစ်နေတဲ့သူမဟုတ်ဘူးဟုတ်လားကျမ personally ကျမဘယ်သူနဲ့ယံဖြစ်ဘူးလဲကျမက တိုင်းပြည်အတွက်တိုင်းကျိုးပြည်ဘူးကျမကဝေဖန်ထောက်ပြတဲ့သူကျမမတိုက်ခိုက်ဘူးဘယ်သူ့မှကျမအညိုးတရားကြီးနဲ့အဲ့လိုကိုလက်ညှိုးကြီးအထိုးကျမအတင်းအသေးအတန်နဲ့ကျမမတိုက်ခိုက်ဘူးကျမတိုင်းကျိုးပြည်ဘူးအတွက်တိုင်းပြည်အတွက်လိုအပ်တယ်လူမျိုးအတွက်လိုအပ်တယ်ဆိုကျမဝေဖန်နဲ့ထောက်ပြတယ်တစ်ချိန်တစ်ခါပဲပြီးပြီ ထပ်ပြီးတော့မှအညိုးတကြီးနဲ့ကျမမထပ်တိုက်ပြီးတော့မှတိုက်ခိုက်ပြီးတော့မှကျမပြောမနေဘူးဟုတ်လားမေးပါအောင်မယ်အယ်မွန်တင်းရဲ့ပုံရိပ်အယ်မွန်တင်းကိုဆွဲထင်းရအောင်ကောမန်နေလားမန့်နေလေကျမကမိန်းမနှစ်ယောက်ရန်ဖြစ်တာကိုဝေဖန်သုံးသပ်ပြရလောက်အောင်ကျမရဲ့ရက်တီချက်ကမပေါ်ဘူးအယ်မွန်တင်းကရက်ွက်အဆင့်မဟုတ်ဘူးနိုင်ငံတော်အဆင့်ရှင်းတယ်နော်နိုင်ငံတော်အဆင့်ကိစ္စတွေပဲပြောတယ်ရက်ွက်အဆင့်ကျမမပြောဘူး ထပ်ပြီးတော့မှပြောလိုက်တာကျမနာမည်ကိုလာလာဆွဲချက်နေလို့ဟုတ်လားကျမကိုစကားလာပြောရင်ကျမဘာသူ့အောင်ဆိုကျမစကားပြန်ပြောမှာပဲကျမတို့ကဘာသူနဲ့မှရန်သူအဖြစ်မခံဘူးဝေးပန်တုံးတက်ပြအောင်ဆုံးမရအောင်လေကျမမွေးထားတဲ့ဘာသမီးကြီးလည်းမဟုတ်ကျမဆုံးမရင်ရောတို့ကနားခံမှာလားကဲပြောပါအောင် ဒါလည်းမပြောဘူးလားမပြောဘူးလားနဲ့ဟိုမှာကိုရီးယားထလည်းပြောကိုရီးယားဝိုင်းဆဲကြအောင်မလားရှင်တို့ကအမှန်တရားလိုချင်တာမဟုတ်ဘူးရှင်တို့မှန်တယ်ဆိုတဲ့စကားလုံးကြားချင်တာအဲ့တော့ကျမတို့လာဆွဲမထဲနဲ့ထပ်ပြောလိုက်မယ်အယ်မွန်တင်းကနိုင်ငံတော်အဆင့်ကိစ္စတွေပဲဝေဖန်သုံးသပ်တယ်မိန်းမနှစ်ယောက်ရန်ဖြစ်တဲ့ကိစ္စကိုဝေဖန်သုံးသပ်ပြီးတော့မှပါရလောက်အောင်ကျမရဲ့အချိန်တွေမပေါ်ဘူးကျမရဲ့ရက်တီချက်ကမပေါ်ဘူးဟုတ်ပြီနော်လာလာဆွဲမထဲနဲ့ရန်လည်းမတိုက်နဲ့ ျမရှူးတိုက်တိုင်းကြိုက်တဲ့တဲ့ထဲမှာကျမမပါဘူးဟုတ်ပြီလားကျမကကျမအေးအေးဆေးဆေးတီးတန့်တပါတာလေးကျမနေတာကျမရဲ့တီချက်ဒီဘသူနဲ့မှမတူကျမဟာကျမကျမပိယိတ်တန်နဲ့ကျမရှိတယ်ကျမကိုချစ်တဲ့သူလေးနဲ့ကျမတို့တိုင်းကျိုးပြပြပြောမယ်အများအကျိုးရှိတာလေးတွေပြောမယ်ကျမလုံတင်လုံတိုက်တာကိုကျမလုံမယ်ဒါမဲ့ကျမပါတယ်ဆိုတဲ့ကိစ္စတွေကတိုင်းပြည်နဲ့လူမျိုးအတွက်ကိစ္စတွေမှာပဲပါတယ်ကျမအားအားရရပတ်စနေနေကျမဘသူ့ကိုမှမတိုက်ခိုက်ဘူးနော်ဟုတ်ပြီလားတီးဖို့လူဇိုးတယ် စိုးတယ်နော်ထက်လာမပြောနဲ့တော့ဟင်းဗီဒီယိုလေးကတော့ဒီလောက်ပါပဲပြည့်တက်ကြီးတို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘာတွေများခန်းစားသွားမိလဲဘာတွေများပြောချင်သွားတယ်လဲဆိုတာကိုကွန်မန့်မှာရေးပြီးဆွေးနွေးပေးသွားကြပါဦးအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်